အမွားမွေးပေးလို့သိန်းလေးတောင်တန်ကားကြီးလက်ဆောင်နဲ့ကျေးဇူးတင်လက်ဆောင်ပေးခဲ့တယ်။မန္တလေးကဦးမျိုးတန်။ပရိသတ်များလုံးမင်္ဂလာပါရှင်။ဆက်လက် Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ပရိသတ်ကြီးတို့ရေလောကကြီးမှာချမ်းသာတဲ့တထေးကြီးအများစုကအိမ်ရှင်မတယောက်ထဲနဲ့မလုံလောက်တတ်ကြတာပရိသတ်ကြီးတို့လည်းသိကြမယ်လို့ထင်ပါတယ်။လုပ်ငန်းရှင်တွေကတယောက်မကောင်းတယောက်ပြောင်းဖို့လွယ်ကြပေမဲ့နောက်ကင်မှာသာဖောက်ပြန်ပြီးတော့ဇာတိတပြပြတတ်ကြတာလည်းရှိပါတယ်။ အဲ့ဒီထေကမှလူနေစုလောက်တာနောက်မှရှုပ်ခဲ့တဲ့ဇရာအချို့ကြောင့်အကြောင်းမျိုးမျိုးကြောင့်လူသိခံပြီးတော့အရေးပါအရာပေးခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့တန်းကြွယ်တတိလို့လည်းဆိုလို့ရသလိုစီးပွားရေးလုပ်ငန်းတွေများစွာပိုင်ဆိုင်လုပ်ကိုင်နေပြီးတော့ မြန်မာတို့ရဲ့အဓိကအစားအသောက်ဖြစ်တဲ့ဆန်ထွက်တဲ့လယ်တွေကိုလည်းဧကပေါင်းများစွာပိုင်ဆိုင်ထားတယ်။တထေကြီးဦးမျိုးတန်ကတော့ဘသူ့ရဲ့အပြောအကိုမှာဂရုမစိုက်ပဲသူချစ်တဲ့မိန်းကလေးကိုရဲရဲဝံ့ဝံ့နဲ့လူပုံအလဲမှာလက်ထပ်ထိမ်းရခဲ့ရဖြစ်ပါတယ်။ဦးမျိုးတန်ဟာရခင်ကမိန်းမကြီးရှိပေမဲ့လည်းတစ္ဆာရှိရှိပေါင်းသိမ်းခဲ့ရဖြစ်ပြီးတော့မိန်းမဖြစ်သူဆုံးသွားတဲ့ချိန်မှာစေပေမီယူနေတဲ့မိခိုပေါ်ရောက်အောင်နှစ်ဦးနှစ်ဖက်အကျိုးမယုတ်တဲ့အတွက် သူချစ်တဲ့မိန်းကလေးကိုလက်ထပ်ခဲ့ရပဲဖြစ်ပါတယ်။အဲ့ဒီမိန်းကလေးဟာသူနဲ့အသက်အရွယ်ကွာခြားမှုရှိပြီးတော့ အဖေနဲ့သမီးအရွယ်ဓာတ်တောင်လွန်နေရဖြစ်တဲ့အတွက်လူအများရဲ့ကဲ့ရဲ့ဝေဖန်မှုတွေကိုခံခဲ့ရပါတယ်။ ဒါပေမဲ့ဦးမျိုးသက်ဟာသူယူထားတဲ့နောက်စနီးပေါ်မှာလိုအပ်ချက်ရဲ့လိုတခုမရှိအောင်အလုံးစုံပြည့်စုံအောင်ထားပေးခဲ့ရဖြစ်ပါတယ်။ဦးမျိုးသက်ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်းဦးစီးလုံဆောင်ခိုင်းတာရှိသလိုနောက်ထပ်အိမ်တောင်ဖြစ်တာကြောင့်ပြည့်စည်ခြင်းအလင်းမရှိအောင်တဲတဲမမဲနဲ့တိဆောက်ထိမ့်သိမ်းနေခဲ့တာဖြစ်ပါတယ်။ဇနီးဖြစ်သူအေးအေးမွန်ကလည်းဦးမျိုးသက်ပေါ်မှာအဖေလိုဦးလေးလိုချစ်ချင်းမြတ်တာတွေနဲ့ပြုစုပေးခဲ့တာဖြစ်ပါတယ်။အခုချိန်မှာတော့ဦးမျိုးသက်ဟာနောက်အိမ်ထောင်နဲ့ရတဲ့အမွာသမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။တာမန်အရွယ်ကောင် ျမ်းမာတဲ့အမျိုးသားတွေတောင်အမွာရဖို့မလွယ်ကူတဲ့အချိန်တွေမှာဥမျိုးတန်ဟာတခါရဲနဲ့အမွာရလာခဲ့ရဖြစ်ပါတယ်။ဒါကြောင့်လူအများကသူ့ကိုနာမည်နဲ့လိုက်လို့မျိုးကောင်းမျိုးတန်တွေထွက်အောင်မွေးမြူနိုင်တာဖြစ်တယ်လို့ချီးကျူးနေကြတာဖြစ်ပါတယ်။အခုချိန်မှာတော့အမွာသမီးလေးနှစ်ယောက်ဟာရက်တရပြေသွားပြီဖြစ်ပြီးအစဉ်ပြေပြေနဲ့ရှိနေပြီဖြစ်ပါတယ်။သမီးလေးနှစ်ယောက်ဟာအမေဖြစ်သူလို့ပဲကြည်တောက်ရှင်းပြီးတော့ချစ်ဖို့ကောင်းလွန်းကဥမျိုးတန်ရဲ့လက်ကနေမချနိုင်လောက်အောင်ကိုအခြေခံနေရတာဖြစ်ပါတယ်။ဒီအတွက်ကြောင့်ဥမျိုးတန်ဟာချစ်စနီးကိုလက်ဆောင်အ ြီးကြီးပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီအရာကတော့ကာလာတန်ချင်းနဲ့ဆိုရင်သိန်း၄တောင်တန်တန်ဖို့ရှိတဲ့ဇင်ခံကားကြီးပဲဖြစ်ပါတယ်။ဘလို့ပဲချမ်းသာလွန်လှပါတယ်ဆိုဆိုမြမပြည်မှာဇနီးဖြစ်သူကိုသိန်းထောင်ကျော်တန်ကားတွေလက်ဆောင်ပေးခံရတာက စီဖြိုးမင်းနဲ့ဦးမျိုးသက်ဇနီးပဲဖြစ်ပါတယ်။ ဇနီးဖြစ်သူကိုချစ်ပြတာကယနေ့ခေတ်အရေးပန်းစားနေတဲ့လူငယ်တွေကြားကထရန်တွေတက်တောင်မှပို့ပြီးရင်ခုန်ဖို့ကောင်းနေတာဖြစ်လို့မိန်းကလေးတွေရဲ့အားကြမှုတွေကိုခံနေရတာဖြစ်ပါတယ်။အပြောနဲ့မဟုတ်ပဲအလုံးနဲ့တက်သေးပြလိုက်တဲ့ဦးမျိုးတန်းဟာအသက်60ကျော်ဖြစ်ပေမဲ့လည်းမိမအတွက်ဆိုရင်အကောင်ဆုံးသောအရာတွေကိုဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားနေစေဖြစ်ပါတယ်။အချင်းနဲ့တွေ့ရင်အသက်60ကျော်အဖိုးကြီးတောင်လူငယ်လေးဖြစ်သွားတဲ့တောင်ကိုတက်သေးပြရင်နဲ့အမွှာမွေးလို့ကျေးဇူးတင်နေနေနဲ့ဇနီးဖြစ်သူတို့အကုန်ပြုလက်ဆောင်အဖြစ်တိန်လေးတောင် ောင်တန်းကားပေးလိုက်တဲ့ဥမျိုးတန်းနဲ့ပတ်သက်ပြီးတော့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းခေါမတ်မှဝေးမြခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်